ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အထူးတင်းကောင်းလာပါပြီတဲ့အခိုင်တတ်တော် AA အမေရိကန်မှအထူးထောက်ပံ့ပေးတော်မူတဲ့ຫນွေဦးကောင်းဆောင်ဖြစ်တော်မူလားစသည်ပြောပြပါပြီတဲ့ နေသိမြင်ပါမင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်မေကလာပါပြီပါကြီးကိုပေါတပပါခဗျာအခုကျွန်တော်တို့ဒီရပါလိုက်ကပါအချမ်းဘတ်စစ်ကောင်စီမရောက်လိုက်တဲ့အာဆီယံတဲ့ကဒီ ရပ်ပိုင်းလေးပါပဲဒါတွေးဆုံတာတွေဆွေးတွေးတာတွေဒါကျွန်တော်တို့လောက်ကြတယ်လို့သိရတယ်နော်တွေးဆုံတာတွေဆွေးတွေးတာတွေလောက်ကြတယ်လို့သိရတယ်အဲ့တော့အဲ့ဒီအခြေအနေတွေတဲ့ပတ်သက်ပြီးတော့ပါကျွန်တော်တို့သုံးသက်ပေးပါမယ်မိဘကြီးကိုပေါ့တပါပြားနော်အကြပဲစစ်ကောက်စီကအာဆီယံနဲ့သူကတွေးဆုံဆွေးတွေးမှုလုပ်နေတဲ့အခြေအတွေ့ပါပဲကရင်ပြည်တယ်ပါရှိနေတဲ့ကြုံတို့ပေါ့နော်ကြုံတို့ပါရှိနေတဲ့ရွာတွေဖုန်ကြီးကြောက်တွေကိုဒါပေါက်ကားရပုတ်တဲ့ဖြက်အဲသူက ဟိုတပ်ဖြတ်ပလိုက်တာပေါ့နော်တပ်ဖြတ်ပလိုက်တဲ့ပုံစံအဒီထိုက်တယ်လို့တဲ့အဲ့တော့အာဆီယံမှာရှိနေတဲ့လူကြီးတွေပေါ့နော်အကြဘက်စစ်ကောင်စီမရောက်လိုက်ကိုခေါ်တွေးစရာဘာအကြောင်းပါမရှိဘူးဘာဖြစ်လို့ဆိုတော့အကြဘက်စစ်ကောင်စီမရောက်လိုက်ကစိတ်တစားလူသက်သပါလို့တော့ပြောလို့ရတယ်သူကနိုင်ငံကြီးအဆက်လည်းမရှိဘူးစီးရေးအဆက်လည်းမရှိဘူးဒါအပတ်လိုက်ပြောပြတာလေဒီအာဆီယံအစိုးရပွဲသွားတဲ့အခြေအတွဲပါပဲကျုံတိုးပါရှိနေတဲ့ ဒီဖုံးကြီးเจ้าတွေတကားတော်တွေကိုတတ်ဖြတ်ပလိုက်တယ်တော်တော်ပြပြောက်သွားတတ်ဖြတ်ပလိုက်တဲ့အခါကျတော့အကြက်ဘက်စစ်ကောင်စီမရောက်လိုက်ရလုံးဝလူသက်သပါပဲအော်ဒီလိုအကြက်ဘက်စစ်ကောင်စီမရောက်လိုက်လူဘက်ကဒီဘက်ဒီလိုမြန်မာပြည်သားအခြေချတိုင်းသားတွေပေါ်ပါဒီလိုမျိုးရရဆက်ဆက်တတ်ဖြတ်ဖို့အတွက်လက်ရဲစရဲတွေဖြစ်လာတာကလည်းနောက်ွယ်မှာမြန်မာပြည်သူပြည်သားတွေရှိလို့မဟုတ်ဘူးသူ့ရဲ့နောက်ွယ်ပါတရုတ်ရှိတယ်ရုရှားရှိတယ်သူကဒီနှစ်ချက်နဲ့သူက ဘိုင်ယူရဲစတယ်ဒါတကူကအာဆီယံအစည်းအဝေးပွဲတဲ့ပတ်သက်ပြီးတော့ပါလေဒါကျွန်တော်တို့ထပ်ပြီးတော့ပါတွေ့တာနောက်တဲ့တစ်ချက်ကပါလဲဆိုတဲ့အခါကျတော့မေးရောက်လိုက်ဆော်ပဲလို့ရတွေ့တယ်ပေါ့နော်ဒါပေမဲ့အာဆီယံအစည်းအဝေးပွဲမှာမေးရောက်လိုက်မေးရောက်လိုက်တို့ကိုတရားဝင်ခေါင်းဆောင်အဖြစ် တွေ့ထားတာမရှိပါဘူးသူ့ကိုမြန်မာနိုင်ငံရဲ့ခေါင်းဆောင်အဖြစ်မခန့်အပ်တာဘူးသူဒီမြန်မာနိုင်ငံရဲ့တပ်ပရလည်းမဟုတ်ဘူးเนาะမြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်လည်းမဟုတ်ဘူးเนาะ ဟိုမြန်မာနိုင်ငံမှာတရုတ်တို့ရုရှားတို့လှုပ်ချစ်တယ်လို့လှုပ်ဖို့အတွက်ကိုသူကကြီးစားလူတက်တမခေါင်းဆောင်လို့ဖြစ်တယ်။အဲ့ဒါတပ်ပရောသားတွေကသဘောပေါက်ဖို့အရေးကြီးရဲ့။တော့အဲ့ဒါအဲ့ဒါတပ်ပရောသားတွေကသဘောပေါက်ဖို့အရေးကြီးတယ်။မြန်မာနိုင်ငံအတွေ့ပါရှိနေတဲ့တပ်ပရောသားတွေသတိပို့ပြီးသဘောပေါက်ဖို့အရေးကြီးရဲ့။အဲ့တော့သူကတရုတ်ကမြန်မာနိုင်ငံမှာလှုပ်ချစ်တယ်လို့လှုပ်ပဲ။အဲရုရှားမြန်မာနိုင်ငံမှာလှုပ်ချစ်တယ်လို့လှုပ်ပဲ။အဲ့ဒီအတွက်ကြောင့်သူ့ကိုကားထားတဲ့လူတက်တမနဲ့တူးတယ်။ เนาะအဲ့တော့မြန်မာသူ့ရဲ့ဘေးရောက်လာရဲ့အလုပ်ကတိုင်းသားတွေပေါ်မှာကျင်းဆဲပေးရပဲပြည်သူလူထုပေါ်မှာကျင်းဆဲပေးရပဲအညာသူအညာသားတွေပေါ်မှာတတ်ဖြတ်ပေးရပဲဆိုတော့ဟာမျိုးဒီ၄နှစ်တာငါတဲ့အတော်အတွင်းမှာကျွန်တော်တို့ကတော့တွေ့ရတာအဲ့ဒီအတိုင်းပဲတွေ့ရတယ်အဲ့တော့ဘေးရောက်လာပါတဘာဝကြတဲ့တဘာဝကြတဲ့မြန်မာနိုင်ငံပေါ်မှာချစ်မြတ်နေတဲ့စိတ်လောဘမရှိဘူးလောဘမရှိဘူးသူ့ကိုကြည့်လိုက်ကလေးကကြည့်ရုပ်ဘေးရောက်လာရုပ်ကပါလေကလေးကကြည့်ရုပ်ဇော်ဘဲလုံးရဲ့ရုပ်ကပါလေ ကလေးကချစ်ယုတ်ကလေးကချစ်ယုတ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီဘေးကအွန်လိုင်းကိုဆက်လက်ပြီးတော့ပါအားပေးနေပဲထောက်ခတ်နေပဲဆိုတဲ့အာဆီယံကိုလဲတာကျွန်တော်တို့ကလေးတစ်ကြော်ကားတစ်တာအတွဲလာပါကျွန်တော်တို့ကဘေးကိုထုတ်เสียဖြစ်သွားပြီအကယ်၍အကြမ်းဖက်စစ်ကောင်စီဘေးအွန်လိုင်းကိုဆက်လက်ပြီးအာဆီယံပါရှိနေတဲ့လူတွေကအားပေးပဲထောက်ခတ်ပဲဆိုလို့ရှိရင်တော့အာဆီယံဒီလဲမြေပါတိုက်ကပြည်တွေးတဲ့ပါရှိနေတဲ့လူတပ်မှုကိုအားပေးအားပြောက်တဲ့အဲအတွေ့အပြေကိုရောက်နေတယ် အဲ့အတွက်ကြောင့် ICC ကိစ္စတွေအားစတင်ပြတဲ့အခါပါဒါကျွန်တော်တို့ကပြတ်သားဖို့တော့လိုအပ်လာပြီပြပတိုက်ခဲ့တဲ့ပါပြည်တွင်းစစ်ကတလောက်တိရှေ့ကြလာတယ်ဟဲ့လားအော်လီဂါတတိကိုဒီတွေဦးတော်လည်းအတော်တွေရှေ့ကြလာတယ်ဆိုတော့အာဆီယံပြတ်သားတာတွေလည်းအများကြီးပါပါတယ်လို့ဒါကျွန်တော်တို့ကတော့သုံးသပ်ပြချင်ပါတယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီတက်ရှူးရှီစီဘူးအတွက်ကိုဖြစ်စီလာအောင်ကိုလုပ်နေတဲ့ဒီအကြမ်းဖက် ဒီအာဆီယံမှာရှိနေတဲ့ဝေကြီးတွေတဲ့တွေးတဲ့အခါကြလို့ရှိရင်ကျွန်တော်ပြည့်ပြည့်တသားပြောဆိုတတ်ဖို့အတွက်လိုအပ်ပါတယ်လိုအပ်လို့ရှိရင်အာဆီယံမှာရှိနေတဲ့အခုမလေးရှားဝေကြီးချုပ်တဲ့ IDG ကပါတွေးပဲလို့တော့ပြောတယ် online တွေ့ဆုံမှုမျိုးပုံစံ transport เนาะဒီကျွန်တော်က welcome ဖိတ်ဖိတ်စေချင်တာကအာဆီယံဝန်ကြီးချုပ်ဒီဒီမလေးရှားပါရှိနေတဲ့ဝန်ကြီးချုပ်တွေမြန်မာနိုင်ငံเนาะကရင်ပြည်တဲ့ကျုံတိုးရွာတွေရခိုင်ပြည်တဲ့တွေညာဒါတွေအားလုံးကိုအာဆီယံဝန်ကြီးချုပ်တွေကိုဖိတ်လိုက်ပါလား ဖိတ်လိုက်ပါလားတော့အန်ဒူးကြီးပါရှိနေတဲ့ဝင်ကြီးတွေနေတဲ့အဲ့လိုမျိုးတွေဖိတ်လိုက်ပြီးတော့ပါပြပါတိုက်ကပါအကြမ်းဖက်စစ်ကောင်စီကျိုးလို့နေတဲ့အချက်အလက်တွေကိုမြေပြပါရှိနေတဲ့တပ်သိတွေတဲ့တကွာထွက်ဆူချက်တွေတဲ့တကွာသူတို့ကိုအဲ့လိုမျိုးခေါ်ခေါ်သေးတယ်ခင်ဗျားတို့ကအာဆီယံဒီပဲအာဆီယံတိုက်ကတ်ဒီပဲဟုတ်တော့ဗလားမြေပါတိုက်ကခင်ဗျားတို့ရက်ခိုက်ပြီးတယ်လားကြည်ပါကေးပြီးတယ်လားကြည်ပါနော်အကြမ်းဖက်စစ်ကောင်စီပြောက်လိုက်ကိုခင်ဗျားတို့ကထိုင်ကုန်လေးတတရာလေးပေးပြီးတော့ပါအကြမ်းဖက်စစ်ကောင်စီတဲ့လက်ကတ်တို့လိုလိုဘာလိုလိုညလိုလို နေဒီတာကငါးနှစ်အတွက်ပါပြပတိုက်ကသူပြပတိုက်ကသားရရဲ့အသက်ပေါင်းเนาะထောက်ချီတောင်းချီတည်တာအများကြီးရှိခဲ့ပြီးပြီဆိုတော့ဒါကျွန်တော်တို့ကပြောရတော့ပါဖြစ်တယ်အဲ့တော့ပြပတိုက်ကမှာအခုဖြစ်ပြက်လာတဲ့အရာဒီလိုမျိုးပြည်သူစိတ်ကြာရှည်စွာဖြစ်လာတဲ့အရာကအာဆီယံဘယောကလည်းမကေဘူးအဲ့ဒါတွေကိုဒါကျွန်တော်တို့ကပြောပြချင်ပါတယ်เนาะအကြံပြုချင်ပါတယ် ဲ့တော့အကြမ်းဖက်စစ်ကောင်စီပြောက်လိုက်ကပြပတဲ့ကုန်းချစ်လို့လည်းမဟုတ်ဘူးတပ်ဖို့ထားလို့လည်းမဟုတ်ဘူးသူ့ရဲ့တောက်ွယ်ပါတရုတ်ရှိပဲရုရှားရှိပဲအဲ့တော့သူအားကိုးတယ်အဲ့ဒီအချက်လက်တဲ့သူဟာရှေ့ကိုဆက်လန်းနေတာဖြစ်တယ်เนาะအဲ့တော့ဒါတွေရောအားလုံးဒါကျွန်တော်တို့တွေအားလုံးပြောပြတတ်ဖို့အတွက်လိုအပ်ပါတယ်နောက်ပြတော့ပါတပ်သိတဲ့တကွကရင်ပြည်နယ်မှာအာဆီယံဝင်ကြီးဘသူသွားသွားခြင်းလဲခေါ်တွေးလိုက်ခဏလေးပဲကရင်ပြည်နယ်ခဏလေးရောက်တယ်ရခိုင်ပြည်နယ်ကိုအာဆီယံဝင်ကြီးဘယ်ဝင်ကြီးသွားတွေးခြင်းလဲခေါ်တွေးလိုက် ရခိုင်ပြည်တဲ့ပါမြေတွေအားလုံးအားလုံးတော့အကြပ်ပဲစစ်ကောင်စီရဲ့သူ့ရဲ့စကားပေါ်ပါကျွန်တော်ကဘဝလမ်းမဆုံးဖို့အတွက်အာဆီယံကမင်းအောင်လိုက်နဲ့ပတ်သက်လာလို့ရှင်တော့သူကမင်းအောင်လိုက်ပြောတပြိုင်တည်းသူတို့တွေကဒီဘာစကားလမ်းဆုံးစေချင်တဲ့အဒီဓာပြောတွေဓာပြောတွေကိုတွေ့ရတဲ့အတွက်ကြောင့်ဒါတွေကမဖြစ်သေးဘူးဗျာတော့ဒီအာဆီယံပါရှိတဲ့လူကြီးတွေတခါတလေကြလို့ရှင်ဟိုလူကြီးဖြစ်လာဖို့အတွက်ဆိုတော့အောက်ခြေသိအကုန်လုံးတိကျွားပါရတာလေတော့ ကေပြည်တဲ့ပြပတိုင်းကပါကေပြည်တဲ့ဒေတာတွေရခိုင်ပြည်တဲ့ဒေတာတွေကချင်ပြည်တဲ့ဒေတာတွေအကြသူအကြသားဒေတာတွေအားလုံးအားလုံးကိုအကျွန်တော်သားလေကျွန်တော်တို့ကျွန်တော်တို့မျိုးဆက်တွေရဲ့စာသားကိုအပါတိုင်းပြောရမယ်ဆိုလို့ရှိရင်အာဆီယံဝန်ကြီးတွေနော်ပေထုံထာတို့မလေးရှားဝန်ကြီးချုပ်တို့နော်လာအိုဝန်ကြီးချုပ်တို့အကောလုံးအကောလုံးအားလုံးမြန်မာနိုင်ငံလာလို့ရှိရင်နေပြည်တော်လောက်ပဲသွားတဲ့ တော့ပြပအတိုက်ကလာလို့ရှိရင်ဒေပြီးတော့လောက်ပဲမသွားတယ်ကေပြီးတယ်လဲသွားကချေပြီးတယ်လဲသွားရခိုင်ပြီးတယ်လဲသွားအဲကေပြီးတယ်လေးပါလေကေပြီးတယ်ဟိုအာဆီယံဝန်ကြီးချုပ်တွေမသွားနိုင်လို့ရှိရင်အာဆီယံဝန်ကြီးချုပ်တက်မလို့တဲ့ရှေ့ရှေ့ပဲပြောပြတာမလေးရှားဘက်ကလို့ကြိုက်တဲ့ဝင်းကြီးချုပ်တော့ကြိုက်တဲ့တက်ကပါလို့ဒါကြောင့်မြန်မာနိုင်ငံအရေးတက်ပတ်သက်ပြီးတော့ဖြည့်ရှိတယ်အာလေးဘောပဲဟောလိုက်ဘောပဲသူတို့သွားပြီးတော့ပါဖြည့်ရှိလို့မရဘူးအာဆီယံဝင်းကြီးချုပ်တွေဟာလားမြန်မာနိုင်ငံမှာရှိတဲ့ကေပြီးတယ်ကိုသွားပါလားရခိုင်ပြီးတယ်ကိုသွားပါလား တော့မြပအရေးပြည့်ရှိပဲဆိုလို့ရှိရင်တော့ online တွေးဆမှုရောမြေပြည့်တွေးဆမှုရောသွားရဲလာရဲတွေးဆရဲပါလို့မတွေးဆရဲအာဆီယံဝန်ကြီးချုပ်ဘသူမှတတ်မလို့တဲ့ဆော်စီစီပြောပြတာဘသူမှတတ်မလို့တဲ့ဘာဖြစ်လို့လဲမြပနိုင်ငံသူမြပနိုင်ငံသားတွေရဲ့အသက်ကအလကားပြတော့မြပနိုင်ငံသူမြပနိုင်ငံသားတွေရဲ့အသက်ကအလကားပြအဲ့ဒါကိုဒါကျွန်တော်တို့ကပြောပြချင်တာဖြစ်ပါ ဲ့တော့အကြမ်းဖက်စစ်ကောင်စီပြောက်လိုက်ဟာအဲ့လိုပဲသူတက်ဘရိုလည်းသူခုတော့လှုပ်ပြီးတော့ပါတုံးစားနေတာဂါဒစ်တွေရောက်လာတော့သူတက်ဘရိုလည်းသူတို့တွေဒီချတဲ့အကုတ်ချတဲ့မြပါတိုင်းကကောင်းစားဖို့တွက်လာဆိုမြပါတိုင်းကကောင်းစားဖို့တွက်တစ်စက်ပါမရှိဘူးဘတ်ပေါင်းစုံချတဲ့သူတို့လှုပ်နေတယ်အဲ့တော့အနောက်ပါတရုတ်အလူကြရုရှားအလူကြသူတို့လှုပ်နေတာအဲ့ဒါမျိုးတွေအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ရခိုင်ကြိုက်တယ်ရခိုင်ကတော့ကျွန်တော်ကျွန်တော်တို့ကြိုက်တဲ့တက်တယ်ပြည့်ပြည့်တသားတယ်သူ ကြိုက်တွေသွားပြီးလှုပ်ဆောင်သွားတဲ့အချက်လက်တွေအားလုံးတော်တော်ပြပြတက်တက်တယ်။တော့အခု KB တဲ့ကိုဖိနေတယ်။ KB တဲ့ဖိနေတဲ့အတွက်ကြောင့် KB တဲ့ပါကျွန်တော်တို့ KB ရဲ့အမျိုးသားအဖွဲ့အစည်းအားလုံးကစီလုံးကြီးရုပ်ဖို့အတွက်လိုအပ်ပါတယ်။တော့အညာမျိုးဖိအညာမျိုးမှာရှိနေတဲ့အဲကျွန်တော်တို့ပြည်သူလူထုနဲ့တော်လည်းအဖွဲ့သူဖွဲ့သားတွေကစီလုံးကြီးရုပ်ဖို့အတွက်လိုအပ်ပါတယ်။ဒါပဲကျွန်တော်တို့ရဲ့စီလုံးကြီးရုပ်ဖို့ဘူးကိုအာဆီယံအာဆီယံအထိလည်းပြသရပါပဲ။ကမ္ဘာအလဲပါလည်းပြသရပါဖြစ်ပါတယ်။ ကယ်ကျေးဇူးတင်ပါတယ်အကြပတ်စစ်ကောင်စီမရောက်လိုက်ဟာအာဆီယံအစည်းအဝေးပွဲထွားတာမြန်မာနိုင်ငံကကုစားပြုမဟုတ်တော့အာဆီယံကလည်းမလိမ့်တဲ့ပညာတဲ့နော်မရောက်လိုက်ကိုအာဆီယံကနော်စင်ကာပူမှာအစည်းအဝေးလုပ်တော့ဟိုဝါဒပေါင်းတွေလည်းမရောက်လိုက်မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအဖြစ်ခေါ်ထားတာမဟုတ်ပါဘူးဒီကိစ္စတွေမပြတ်သားလို့ရှိရင်ကျွန်တော်တို့ကຫນွေဥတော်လိုက်အစားအဟာတွေပြတ်လာပါလိမ့်မယ်ဒီကိစ္စတွေမပြတ်သားဘူးဆိုလို့ရှိရင် ICC နဲ့ပတ်သက်ပြီးတော့ ဝဒပေါလိနဲ့တွေးဆုံတဲ့အင်ဒိုနီးရှားသားအပတ်အမျိုးသမီးကိုလည်း ICC ပါတရားစွဲပါနော် ICC ပါတရားစွဲရှေးရှေးပဲဘာဖြစ်လို့လဲမြန်မာနိုင်ငံမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုဖမ်းချုပ်တယ်ဖမ်းချုပ်ပြီးတော့မှဝဒပေါတွေကိုခွေးတုပ်ပေါက်ကနေအင်ဒိုနီးရှားသားအပတ်အမျိုးသမီးကဘာကောက်ပါခေါ်တွေ့တယ် အဲ့ဒီအမျိုးသမီးအစား ICC ပါတရားစွဲရမယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေတိုင်းရင်းသားတွေတေဆုံးမှုတွေပြည်တွင်းပဋိပက္ခဖြစ်မှုတွေတပတ်တပ်ရပါဒီအင်ဒိုနီးရှားသားအပတ်ဒီမယိုးသားဘူးဘာဖြစ်လို့လဲသူဒီလူသက်သမားဝဒပေါင်တွေတို့ကိုလက်ခံခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်နော်လက်ခံခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့တော့သူတို့ပါကျွန်တော်တို့တရားစွဲရမယ်နောက်ပြပါဟိုဗာလဲဒါပြည်သူလူထုထောက်ခံမှုတွေကျွန်တော်တို့ကတောက်ခံပါပဲဒါပြပါအချမ်းမဲ့စစ်ကောင်စီဘီအောင်လိုက်ကိုလာတွေးတဲ့ เนาะอาเซียนเดต้าပါရှိတဲ့လူတွေအားလုံးအားလုံးအားစားကျွန်တော်တို့ကျွန်တော်တို့တွေသူတို့တက်ပတ်တဲ့အရာတွေအားလုံးသူတို့မပြတ်ပသားလုံးမှုကြောင့်เนาะဟိုပဋိပက္ခတွေအများကြီးဖြစ်ခဲ့တယ်ဆိုတဲ့အရာတွေအားလုံးဒါကျွန်တော်တို့ပြောရတော့ပါဖြစ်ပါတယ်ကဲကျေးဇူးတင်ပါတယ်เนาะโอเคအားလုံးပြတ်ဆုံးပဲเนาะရှိတယ်အေးအေးအတွက်ပါအခုဆိုလို့ရှိရင်ကြားသိရတာကတော့ American ကအေးအေးကို စတဲ့ထောက်ပံ့တော့မှာဖြစ်ပါတယ်။โอเคတာလီစွားပါ။ကဲတာလီစွားပါ။ကြီးကြီးရိုက်တင်ပါလေ။